မင်္ဂလာပါဝင်ကြီးရှင် DV နဲ့အင်တာဗျူးအတွက်အခုလိုအချိန်ပေးတာကိုကျေးဇူးတင်ပါတယ်။အရင်ဆုံးမေးချင်တာကတော့ဒီအာနာသိမ့်မှုကြောင့်အဖက်ဖက်ကထိခိုက်ခံစားရတဲ့ပြည်သူလူထုဟာအခုလိုပြင်းထန်တဲ့သဘာဝပြင်ရယ်ကိုထပ်ပြီးတော့ကြုံရတယ်ပေါ့နော်။ဒါလူထုအတွက်ဘလို့ဒုက္ခတွေပို့ပြီးတော့ဆင့်လာတဲ့အခြေအနေလို့ဝင်ကြီးအနေနဲ့ပြောကြားလိုပါတယ်ရှင်။ကျွန်တော်တို့တိုင်းပြည်ကပြည်သူတွေနေရတော့ဒီကာလအတွင်းမှာ ဒီအထူးဖြင့်အာနာလူခံပြီးတဲ့နောက်ပိုင်းမှာလူခွေချိုးဖောက်မှုမျိုးစုံကိုကြုံတွေ့ရတာအားလုံးသိပြီးသားပါလူခွေချိုးဖောက်မှုတရားမှာရာဇဝမှုတွေကျူးလွန်ခံနေရတာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတကယ့်ကိုစစ်ပွဲရာဇဝမှုဆိုင်တဲ့ဟာတွေကြုံတွေ့ခဲ့ရတာတော်တော်ကြီးကိုခါတိလှပါတယ်ဟုတ်ပုံပုံဆိုးသွားတာပေါ့ဒါကတော့တဘာဝဘေးရန်ဖြစ်တဲ့ချိန်မှာဒါကြုံတွေ့ရတဲ့ကိစ္စပုံပြီးတော့ရင်နာစရာကောင်းတာကတော့ဒီတဘာဝဘေးရန်ကျူးလွန်နေရတဲ့ကာလမှာလူသားချင်းစာနာမှုအကူအညီပေးရမယ့်ကာလ ဒါတွေကိုအများဆုံးဝိုင်းပြီးတော့လွတ်ဆောင်မဲ့ကာလအတွင်းမှာဒါတွေကိုစနစ်တကျတားဆီးတဲ့ဟာမျိုးတွေနောက်တစ်ခါပိုဆိုးတာကလူသားချင်းစာနာမှုအကူအညီမျှော်လင့်နေတဲ့ပြည်သူတွေကို လေချောင်းတစ်စက်ဘုံကျဲတိုက်ခိုက်တာတွေလူသားချင်းစာနာမှုအကူအညီတွေကိုဖြတ်တောက်တာတွေတားဆီးတာတွေအနှောက်ယှက်ပေးတာတွေကြုံတွေ့ရဘဝတီးတဲ့ဆိုးတာဘာကြံတော့မှလဲကူညီရမယ့်အစားပို့ပြီးတော့တိုက်ခိုက်မှုတွေကြုံတွေ့နေရတယ်ငကောမှာအိုးပြစ်အိမ်ပြစ် ဖြည့်ဆည်းခံဒီလိုထွက်ပြေးနေရတဲ့ကာလမှာငလျင်နှံရုံခံရတယ်။အဲ့ဒီနောက်ပိုင်းမှာထပ်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုတွေကြုံတွေ့နေရတဲ့ဟာကစစ်တပ်ရဲ့ရက်ဆက်ရုံမှမူကကန်းကုန်သွားပြီ။ရက်ဆက်မှုကတဘလို့မှကျွန်တော်တို့နမေတက်ပြောလို့မရတဲ့အစ်စ်တီကိုရောက်ရှိနေပြီဆိုတာထင်ရှားပါတယ်။ ုတ်ကဲ့ပါအမျိုးသားညွေရေးအစိုးရ NUG အနေ NUG အနေနဲ့လည်းပေါ့နော်အာကုညီကယ်ဆယ်ရေးတွေစတင်လှုပ်ဆောင်နေပြီလို့သိရပါဗျ။အာဒီချိန်မှာစစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြားမှာဒီပြည်သူလူထုတွေစီကိုလူသားချင်းစာနာမှုအကူအညီတွေရောက်ရှိအောင်ပေါ့နော်ဒီ NUG ရဲ့အထောက်ပံ့တွေရောက်အောင်ထိရောက်တဲ့အကူအညီတွေဖြစ်အောင်လို့ဒီ NUG အနေနဲ့ဘယ်လိုမျိုးကြိုးပမ်းမှုတွေလှုပ်ဆောင်နေပါသလဲရှင့်။နောက်ပြီးတော့ဘယ်လိုကြိုးပမ်းမှုတွေလှုပ်ဆောင်သွားဖို့ရှိမလဲပေါ့နော်။ ကျွန်တော်တို့ဘက်ကဒီပြည်သူထံမှာပြည်သူထံကိုလာတဲ့အကူအညီတွေအများကြီးပါဒါတွေကိုကျွန်တော်တို့ပြည်သူတွေလက်ထဲကိုတကယ်ရောက်ရှိအောင်လှုပ်ဆောင်နေတယ်တစ်ချိန်တည်းမှာပဲနိုင်ငံတကာကကူညီတဲ့အကူအညီတွေကိုလုံးကစစ်တပ်လိုမျိုးအစင်လာချစ်ရှိနဲ့အမျက်ထုတ်တဲ့เนาะဒီအရေးပြည်သူတွေကိုပြည်သူလက်ထဲမရအောင်လှုပ်ဆောင်တဲ့ပုံစံမျိုးရဲ့မဝင်မင်းနဲ့ယုံကြည်စိတ်ချရတဲ့ပုံစံမျိုးနဲ့ရရှိဖို့အတွက်တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်တစ်ချိန်တည်းမှာပဲ ကျွန်တော်ဒီချိန်မှာကြည့်ဘွာလူကိုလူလူမြင်မှုပါ။ကုညီနိုင်တဲ့ကုညီအားလုံးခံစားတဲ့လူတွေလက်ထဲကိုရောက်ရှိဖို့အတွက်အန်ယူဂျီတို့တိုင်းရင်းသားတို့ဘာမှမပြောနဲ့။လူအပ်နေတဲ့ကုညီလူအပ်နေတာပြည်သူပဲဖြစ်တယ်။ဒီကာလမှာလူသားချင်းစာနာမှုအကူအညီကိုပဲကျွန်တော်ကြည့်ရမှာ။ဒါကြောင့်မလို့ကျွန်တော်အန်ယူဂျီအနေနဲ့ရောတိုင်းရင်းသားတချို့အဖွဲ့အစည်းတွေကိုယ်တိုင်ကဒီကာလမှာထိုးစစ်စင်နာတွေလုံးဝရပ်တန့်ပြီးတော့ လူသားချင်းစာနာမှုတစ်ခုပဲလက်တွဲလှုပ်ဆောင်မှုအတွက်ကျွန်တော်တို့ခေါ်ထားတာဒါကလူသားဆံမှုပါလူခွေကြောင့်မပြောနဲ့ဘူးလူသားကိုလူသားဆက်စပ်နေညီအောင်လှုပ်ဆောင်တာဒါပေမဲ့အဲ့ဒါကိုလက်မခံတဲ့ကိစ္စကိုကြည့်မယ်ဆိုရင်ပြည်သူတွေကိုလူလိုမမြင်နဲ့ဒီကျွန်တော်ရာဇဝတ်ကောင်ကြီးရဲ့အကျင့်ကိုတိနိုင်တယ်အဲ့ဒီကာလအတွင်းမှာကျွန်တော်ရအောင်လုပ်တယ်အထက်ကလူအပ်တာကတော့ကုညီတဲ့ကုညီတွေကအမျက်ထုတ်ဖို့တော့မဟုတ် အတုံးချဖို့တော့ဘူးနိုင်ငံရေးအတုံးချဖို့လည်းမဖြစ်ဖို့လိုအပ်တယ်လို့သူတို့ရဲ့စစ်တပ်အကျိုးစီးပွားအတွက်အတုံးချမှုမဖြစ်ဖို့အတွက်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့နိုင်ငံတကာကိုလည်းကျွန်တော်တို့အမြဲတတိပီးလှုပ်ဆောင်နေရပါတယ်ခုနကဝင်ကြီးပြောထားတဲ့အထက်မှာလည်းပါတယ်ပေါ့နော် ဒီထိုးစစ်ရက်ဖို့အပြစ်ရက်ဖို့ NUG ရောတိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ရောထုတ်ပြန်ထားတယ်။ဒီချိန်မှာစစ်ကောင်စီကလက်မခံဘဲနဲ့ဒီအရင်တိုင်းပေါ့နော်လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်ပြီးတော့လုပ်နေတယ်။ပြီးတော့ဒီထိုးစစ်ကိုလည်းမရက်ဖဲဆက်ပြီးတော့ဟိုတိုက်ခိုက်သွားမယ်လို့ပြောတယ်ပေါ့နော်။ဒီပုံမှာရောဝင်ကြီးအနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပြုလိုပါသလဲရှင်။ရှင်းတော့ရှင်းရှင်းလေးပါ။မြန်ကိုရီးယားပြည်သူမျက်နာမမူဘဲနဲ့သူတို့အာဏာရရှိရေးဟိုပဲကြည့်လို့ဒီလိုမျိုးအာဏာလုခဲ့တာပေါ့။တောက်လျှောက်လည်းပြည်သူကို ရန်သူလိုတတ်မှတ်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့အစဉ်လာကတော့အခုလိုငင်းပယ်မှုကတိတ်ပြီးတော့ထူးခြားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘသူတွေနစ်နာလဲပြည်သူတွေပေါ့ဗျာ။အခုလိုမျိုးလူသားချင်းစာနာမှုအကူအညီကိုအရေးပေါ်လိုအပ်နေတဲ့ပြည်သူတွေရဲ့မျက်နှာကိုမထောက်တဲ့ဟာကပို့ပြီးတော့ထင်ရှားသွားတယ်။အဲ့ဒါကိုနိုင်ငံတကာလည်းသိဖို့လိုသလိုကျွန်တော်တို့စစ်တပ်များကောင်းလာမလားစစ်တပ်ကများပြောင်းလာမလားဆိုတော့မျော်လင့်တဲ့သူတွေအတွက်မျော်လင့်ချက်ညီကုန်းချုပ်ပါတော့လို့ကျွန်တော်တို့ဒါပဲပြောချင်ပါတော့တယ်